နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးဖွဲ့တွေနဲ့အတူတူတာဝန်ထမ်းဆောင်နေတဲ့ကေနိုင်ရှာဖွေကယ်ဆယ်ရေးခွေးလေးများပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီစွေးအိတ်ကနေပြန်လည်ကြိုးစိုးနှုတ်ဆက်လိုက်ပါရင်ဖျားပြင်းတဲ့ငလင်းတန်းကြောင့်တနိုင်ငံလုံးဆေးဒုက္ခရောက်နေချိန်မှာကျမတို့ပေလေးကနေပြီးတော့ပုံမှန်တင်ဆက်နေကြဆယ်လီသတင်းတွေကိုရှင်းလင်းထားပြီးငလင်းနဲ့ပတ်သက်တာလေးတွေကိုပဲတင်ဆက်ပေးသွားမှာဖြစ်ပါရင် မလ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငလင်ဘေးဆိုးကြီးကြောင့်မြန်မာနိုင်ငံရဲ့ထင်ရဘာသာရေးစာအုပ်တွေစီတီပထိုးတွေဖုံးတော်ကြီးကြောင့်နေပလီတွေနဲ့ပြည်သူတွေရဲ့နေအိမ်တွေတော်တော်များများမှာပျက်စီးခဲ့ရပါတယ်။ တေဆုံးသူတရားရရှိသူပျောက်ဆုံးသူတွေအများအပြားရှိခဲ့တဲ့ပြင်လက်ရှိချိန်ထိကယ်ဆယ်ရေးလုပ်ငန်းတွေလည်းလှုပ်ဆောင်နေကြဆဲပါမြန်မာနိုင်ငံကကယ်ဆယ်ရေးဖွဲ့တွေနိုင်ငံတကာအကူအညီကယ်ဆယ်ရေးဖွဲ့တွေနဲ့တူစေတနာဝန်ထမ်းကယ်ဆယ်ရေးတွေဟာလည်းပြင်ပပန်စူးစမ်းကယ်ဆယ်ရေးလုပ်နေကြပါသည်ဒီထဲမှာတော့ရှာဖွေကယ်ဆယ်ရေးကိနိုင်ခွေးလေးတွေကလည်းရှာဖွေရေးတာဝန်ကိုထမ်းဆောင်နေကြပါသည်ကိနိုင်ဆိုတာကတော့ရှာဖွေကိစ္စရေးနဲ့ပတ်သက်ပြီးတော့အထူးလေ့ကျင့်ပေးထားတဲ့ခွေးလေးတွေပါဝင်နေ Search and Reduce Unit လို့အကြံပြင်းဆိုနိုင်ပါတယ် နိုင်ငံတကာကင်ဆယ်ရေးခွင့်မြောက်အဖွဲ့အစည်း IRO ကတိမဲ့ပြုချတဲ့ Resus and Reduce K9 unit တွေကနိုင်ငံတော်များမှာရှိပါတယ်။နိုင်ငံတကာကြက်ချီနေတဲ့ ICRC မှာတောင်မှ Red Cross K9 ဆိုတဲ့တပ်ဖွဲ့ unit တခုရှိပါတယ်။ရှာဖွေကင်ဆယ်ရေးခွေးတွေပါဝင်တဲ့ K9 unit တွေအတွက်အသုံးပြုဖို့အများဆုံးလေ့ကျင့်ပေးလေရှိတဲ့ခွေးမျိုးစားတွေကတော့ German Rush Bar, Labrador Retriever, Blenheim Malinois, Border Collie နဲ့ ဘလက်ဟုံးခွေးမျိုးစားတွေပဲဖြစ်ပါရည်။ကေနိုင်းရှင်နဲ့လို့အမျိုးစားရောအဲ့မျိုးစားလိုက်ခွေးတွေကိုတိချလေးကျင့်ပေးထားတာပါ။အဲ့အရေကတော့အလီတူထဲမှာ အနှံ့ခံရှာဖွေရေးခွေးချီယာကောက်မဲလိုက်ခွေးတဘာဝဘေးနဲ့မျိုးပြရှာဖွေကေဆေးရေးခွေးရေထဲမှာအနှံ့ခံရှာဖွေတဲ့ခွေးရေခဲပြင်ရှာဖွေရေးခွေးနဲ့မှုကင်းရှာဖွေရေးခွေးတွေပဲဖြစ်ပါရည်။မြန်မာနိုင်ငံကငလင်ဘေးကေဆေးရေးအတွက်ပါဝင်လာတဲ့ခွေးလေးတွေကတော့တဘာဝဘေးနဲ့မျိုးပြရှာဖွေရေးကေဆေးရေးခွေး Jubilee Resources and Reju USAR K9 Unit ပဲဖြစ်ပါရည်။ ကြားကင်နိုင်ယူနစ်တွေထဲအခု USAR ကင်နိုင်ယူနစ်ခွေးလေးတွေအကြောင်းပဲပြောပြပေးသွားပါမယ်။ USAR ကင်နိုင်တွေလေ့ကျင့်ပေးခင်ရတဲ့ခွေးလေးတွေဟာရှာဖွေကင်ဆယ်ရေးတပ်ပေးအထူးသီးသန့်လေ့ကျင့်ပေးထားတဲ့ခွေးလေးတွေပါ။ USAR ခွေးလေးတွေကိုလူရဲ့သွေးနဲ့တိုးလုံးနဲ့နှီးတန်လေးတွေတောင်မှကြားနိုင်အောင်လို့လေ့ကျင့်ပေးထားတာပါ။သွေးပြင်းနေတဲ့ဝက်စာကိုခြံကျဲကြီးတွေအမိုက်ပုံးတွေမြေကြီးအောက်တွေမှာဖွက်ထားပြီးတော့ရှာဖွေခိုင်းတဲ့လေ့ကျင့်ခန်းမျိုးမျိုးအကျိအများကြီးလေ့ကျင့်ရပါတယ်။ ။နောက်ဆုံးစဉ်စံသက်ရှာဖွေခိုင်းတာကိုအချိန်နှိမ့်ငယ်သာကန့်သက်ပေးပြီးတော့တွေ့အောင်ရှာရတာပါ။ဒီလိုစစ်နေကိုကျော်လွန်ပြီးမှ USAR K9 ရွှေနဲ့မှတာဝန်ထမ်းခွင့်ရှာတာပါ။ခွေးလေးတွေရဲ့ကျန်းမာရေးနဲ့အခြေအနေကိုအမြဲစောင့်ကြည့်ပေးနေတဲ့ Medical Chest Updating ကလည်းကိနိုင်းရှင်တွေမှာအမြဲပါရှိပါတယ်။တမက်တာဝန်ချိန်ပြီးရနေခွေးလေးတွေကိုကျန်းမာရေးစစ်ဆေးတာချက်ချင်းလုပ်ပြီးတော့အစာရေဆေးလိုအပ်တာစောင့်ရက်ပေးပြီးတော့နှာယူစေတာပါ။တာဝန်ချိန်ထမ်းဆောင်ချိန်မှာအရင်တက်တက်ကြွကြွနဲ့စောင့်ရက်တက်ပြီးထူးခြားတာတစ်ခုတွေ့ရင်တခင်ကိုချက်ချင်းတည်ပြီးဖို့အတွက်အမိုးရရောတန်ရောနဲ့ပါလေ့ကျင့်ထားပါတယ်။ ရှာဖွေရေးဆောင်ရွက်နေစမှာအန်ရီတခုခုကြုံရင်လေရှောင်းလင်းနိုင်ဖို့နဲ့ခြားသူတွေကိုချက်ပေးနိုင်ဖို့လေ့ကျင့်ပေးထားလို့ရှိပါတယ်။တခင်ရဲ့အမိကိုတတိယကျလိုင်းနာတတဲ့ပြင်အဖွဲလိုက်ဆောင်ရွက်တဲ့အောင်လေတင်ကြားလေ့ကျင့်ပေးထားပါတယ်။နိုင်ငံလိုက်သဘောကြတဲ့ USR K9 ခွေးမျိုးစားတွေမတူညီကြပေအမျိုးအစားမျိုးမျိုးအရောင်သွေးနဲ့ပုံစံမျိုးမျိုးရှိကြပေမယ့်အားလုံးရဲ့တူညီတဲ့ချက်ကတော့ဒုက္ခရောက်နေတဲ့လူတွေကိုအစွမ်းကုန်ရှာဖွေကိစေပေးလို့ရှိရပါ။ မြန်မာငလင်းပေးစီမှာသူတို့တက်ဆွမ်းသမျှရှာဖွေကင်ဆေးရေးလုပ်ငန်းတွေကိုပါဝင်ကူညီပေးနေတဲ့နိုင်ငံတကာရှာဖွေကင်ဆေးရေးအဖွဲ့အစည်းရဲ့ KSAR K9 unit ကဝီလီရီကိုပြည်သက်ကြီးရလဲချစ်တွေပုံနေမယ်ဆိုတာသိကြပါရယ်ကျမတို့ပေလီကနေလက်ရှိကြုံတွေ့နေကြရတဲ့ငလင်းပေးအနေနဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပျက်လေးတွေကိုလည်းဒီကာလတွင်မှတင်ဆက်ပေးသွားပါမယ်ပြည်သက်များအားလုံးကျမချမ်းသာကြပါစေရှင်မြန်မာပြည်သူပေါင်းလေးအနေနဲ့အားလုံးကင်းရှင်းကြပါစေ